အခုလက်ရှိမှာလူတွေစိတ်ဝင်စားနေတဲ့ဒီရေပွဲကောင်လေးတွေအကြောင်းကတော်တော်လေးလေးစိတ်ဝင်စားစရာကောင်းပါတယ်။တိလဲတိထားတဲ့လို့အထူးသဖြင့်ပင်နေစားကြိုက်သူတွေပိုတိထားတဲ့နေထင်ပါတယ်။တည်တာတဲ့အပြာရောင်ခွင်းလေးတွေနဲ့ဒီရေပွဲအမျိုးစားဟာအကောင်သေးသလားတိတ်ကိုအစိတ်ပြင်းကြတဲ့ပင်လယ်သဘောတွေပါ။အခုလိုတောက်ပတဲ့အပြာရောင်ခွင်းတွေကပဲဒီအကောင်တွေရဲ့ထူးခြားချက်လို့ပြောလို့ရပါတယ်။ ကဘာပေါ်မှာအစိတ်အပြင်းဆုံးရေတရဝရီတွေကတခုဖြစ်တဲ့ဒီရေပွဲတွေကိုချက်စားမိရင်လူ့ဘဘလောက်ဒုက္ခရောက်စေနိုင်တယ်လဲဆက်ပြီးလေ့လာရအောင်ဒီရေပွဲကောင်တွေမှာပါဝင်တဲ့တက်ထရိုဒော်ဆင်လို့ခေါ်တဲ့ TDS အစိတ်ဟာအမူရန်ကိုအလွန်မဲခံနိုင်ရည်ရှိတဲ့အာယုံကြောအစိတ်ဖြစ်ပါတယ်ပြုတ်ပဲပြုတ်ပြုတ်ကြော်ပဲကြော်ကြော်ပုံမှန်ချက်နည်းပြုံနည်းတွေဟာ ူ့ရဲ့အဆိတ်ကိုဖျက်ဆီးနိုင်စွမ်းမရှိပါဘူး။အဆိတ်ဟာအစားစာထဲမှာအပြည့်အဝကိုကျန်ရှိနေမှာပါ။စာမီမီမကြခင်မှာပဲသူရဲ့အဆိတ်ဟာလူရဲ့အစာအိမ်နဲ့ဦးလန်းချောင်းကနေခန္ဓာကိုယ်ရဲ့ကိုစတင်ပြန့်နှံ့သွားမှဖြစ်ပါတယ်။နှာခမ်း၊ရှာနဲ့လဲချောင်းတွေထုံကျင်လာမယ်။ခေါင်းကိုက်မယ်။မူးဝေပြုတ်အပ်မယ်။ခန္ဓာကိုယ်ကြွက်သားတွေအားနေလာမယ်။မျက်စိမှုန်လာပြီး အမြင်အာရုံတွေခြုံယွင်လာနိုင်ပါတယ်။အဆက်ရဲ့အဓိကအနေရကတော့လေးဖြတ်သွားစေတာပါ။ခန္ဓာကိုယ်တစ်ခုလုံးတစ်ပြေးပြေးလေးဖြတ်သွားမယ်။အသက်ရှူဖို့ရလိုအပ်တဲ့အဆုတ်ကျွတ်သားတွေလေးဖြတ်သွားတာကြောင့်လည်းအသက်ရှူရပြီးနောက်ဆုံးမှာသေဆုံးတဲ့အထိဖြစ်နိုင်ပါတယ်။ဒီရေပွဲဖောင်တွေရဲ့အစဲအတွက်ဖြည့်စေးမရှိသေးတာကြောင့်အရေးပေါ်အသက်ငယ်ကုသမှုချက်ချင်းမခံယူဘူးဆိုရင်တော့ အသက်ဆုံးရှုံးနိုင်ခြင်းအရင်မေးများပါတယ်ဒီရေပွဲကောင်တွေကို Pacific နဲ့အိန္ဒိယသမုဒ္ဒရာမှာ ရှိတဲ့ရေတိမ်ပိုင်းကြောက်တန်းတွေရေစင်းရေလာများတဲ့ကြောက်ဆောင်နေရာတွေနဲ့တန်နာကြောက်တန်းတွေမှာအဓိကတွေ့ရပြီးဂျပန်ကလည်းဩစတြေးလျအထိလည်းအနှံ့တွေ့ရပါတယ်လက်ရှိချိန်မှာတော့မျိုးစိတ်လေးခုရှိတယ်လို့အတည်ပြုထားပါတယ် ရဲ့အစိတ်ဟာအလွန်ပြင်းထန်တဲ့အာယုံကြောအစိတ်ဖြစ်ပါတယ်။ဒီအစိတ်ဟာဆိုင်ယန်နိုက်ထက်အစာပေါင်း1200ခန့်ပိုပြင်းထန်တယ်လို့ဆိုကြပါတယ်။ဒီအစိတ်ကိုရေပွဲရဲ့ဒရိတ်ကလင်းထဲမှာရှိတဲ့ဘက်တီးရီးယားတွေကထုတ်လုပ်ပါတယ်။ဒီကောင်တွေကနေကိုက်လိုက်တဲ့အစိတ်ပမာဏဟာအရွယ်ရောက်ပြီးသားသူ26ဦးကိုမိနစ်ပိုင်းအတွင်းသေဆုံးစေနိုင်တဲ့အထိပြင်းထန်ပါတယ်။ သူရဲ့စိတ်ဟာအာယုံကြောတွေကိုပိတ်ဆို့ပြီးကြွက်သားတွေကိုလေဖြတ်သွားစေတာကြောင့်အသက်ရှူဖို့အတွက်လိုအပ်တဲ့ကြွက်သားတွေရပ်တန့်သွားပြီးအသက်ရှူချက်သေဆုံးသွားတာဖြစ်ပါတယ်ပုံမှန်အချိန်မှာဆိုရင်ဒီရေပွဲတွေဟာအညူရောင်ဒါမှမဟုတ်အဝါရောင် တန်းနေတဲ့အရေပြားနဲ့ပတ်ဝန်းကျင်နဲ့လက်ရောညီထွေအောင်ဖုံးကွယ်နေတတ်တာပါ သူတို့ရင်လိုလာတဲ့အခါဒါမှမဟုတ် ချင်းချောက်ခံရတယ်လို့ခံစားလာရတဲ့အခါသူတို့ရဲ့အေးပြားပေါ်မှာရှိတဲ့အနက်ရောင်ခွင်းတွေနဲ့အတူတောက်ပါလာပြီးတော့တက်လက်လက်ထနေတဲ့အပြာရောင်ခွင်း50ကနေ60ခန့်ချက်ချင်းပေါ်လွင်အောင်ပြောင်းလဲလိုက်ပါတယ်။အဲ့ဒါဟာငါတို့ကအစိတ်ပြင်းနေငါတို့နဲ့ဝေးဝေးနေပါဆိုတဲ့သတိပေးချက်ကို တနည်းအဖြစ်ပြောနေတာဖြစ်ပါတယ်။အဲ့ဒီလိုအပြာရောင်တောက်ပါလာတဲ့အခါသူတို့ကို လုံးဝမထီတွေ့မိဖို့ရည်ကြည်ပါတယ်။ ဒီကောင်တွေအကြိုက်ခံရပြီဆိုရင်အကြိုက်ခံရတဲ့နေရာဟာတင်းငယ်ပြီးနာကျင်မှုမရှိတဲ့အတွက်လူကသတိမထားမိပဲနေနိုင်ပါတယ်။အစိမ့်ရဲ့အာနိသင်ကြောင့်မူဝေဒအမြင်အရုံခြုံရင်းတာကိုယ်ခန္ဓာလေးဖြတ်တာအသက်ရှူရခက်ခဲတာစတဲ့လက္ခဏာတွေဟာမိနစ်ပိုင်းအတွင်းမှာပဲပြလာတတ်ပါတယ်။အသက်ရှူလမ်းကြောင်းကိုမပိတ်အောင်အတက်နိုင်ဆုံးထိန်းထားဖို့ကလိုပါတယ်။ချက်ချင်းစေုံပူဆောင်တာမျိုးဒါမှမဟုတ်အရေးပေါ်အကူအညီတောင်းခံတာမျိုးလုပ်ဖို့လိုပါတယ်။ အဆက်ရအာနိသင်ကုန်းဆုံးတဲ့အထိအသက်ရှူစက်နဲ့အသက်ပေးရှူမှသာအသက်ရှင်နိုင်ခြင်းကိုမြင်မာစေပါတယ်။ဒီရေပွဲလေးတွေဟာတင်းငယ်ပြီးလူကိုလာရောက်ရံပြုတ်တက်တဲ့သဘာဝမရှိပေမဲ့သူတို့နေထိုင်တဲ့နေရာကိုတော်ရောက်သူတွေအတွက်ကတော့အန္တရာယ်ရှိပါတယ်။အ धिक ကာကွယ်နည်းကသူတို့နဲ့လုံးဝမထီတွေ့မိဖို့ပါပဲ။ရေတိမ်ပိုင်းကမ်းခြေတွေကြောက်ဆံအိုင်တွေမှာရှိနေတတ်တာမို့သူတို့ကိုမမြင်မဲမတော်တဆထိမိကံမိတာမျိုးမလို့ဖို့လဲလိုပါတယ်။ အရွယ်အစားသင်ခဲ့ပြီးကြောက်တုံးတွေတန်နာကြောက်တန်းတွေထဲမှာကောင်းကောင်းပုံကွယ်နေနိုင်တဲ့အကောင်းတွေဖြစ်ပါတယ်။ဒီရေဝဲကောင်တွေဟာသူ့ရဲ့အရေးပြားကိုတောက်ပါတဲ့အပြာရောင်ခွင်းတွေပေါ်လာအောင်ပြောင်းလဲလိုက်ပြီးဆိုရင်သူ့ချင်းချောက်နေရပြီလို့ခံစားနေရတဲ့အနေပဲဖြစ်ပါတယ်။ဒါဟာအကြိုက်ခံရဖို့အနေရဲ့အရှိဆုံးအခြေအနေဖြစ်တာကြောင့်အကွာအဝေးတစ်ခုကို အမြန်ဆုံးရှောင်ရှားတင်ပါတယ် ဩစတြေးလျကမ်းခြေလိုနေရာမျိုးတွေမှာရေတိမ်ပိုင်းတွာလာတဲ့အခါခြေနာကိုကာကွယ်ဖို့အတွက်ဖက်နဲ့ဒါမှမဟုတ်ရေကူးဖက်နဲ့စီထားဖို့ကအရေးကြီးပါတယ်။ဒီရေပွဲကောင်တွေဘလို့မျိုးပွားသလဲ။သူတို့ရဲ့တတန်းကဘလောက်လဲ။ဘလို့လှုပ်ရှားပြမှုကြသလဲ။ဒါတွေကိုတော့အပိုင်းနှစ်မှာဆက်ပြီးဖော်ပြပေးလိုက်ပါမယ်။